ရှမတဲ့ခရင်ခန်းကြီး20အငယ်30ကနေ34မှာကျွန်တော်ဖတ်မယ်နော်လူကန်း၂ယောက်တို့ဒီကြားရလေဒါဝိဤသားတော်အရှင်ကျွန်ုပ်တို့ကိုကေမတနာတော်မူပါဟုဟစ်ကြော်လေယေရှုဒီတနာချင်းစိတ်တော်ရှိ၍သူတို့မျက်စိကိုလက်နှင့်တို့တော်မူ၏ထိုခဏချင်းတွင် ထိုသူတို့ဒီမျက်စိမီ၍နောက်တော်တို့လိုက်ကြ၏ဒီနေရာမှာအဖြစ်ပြက်လေးကဒီလိုလေးပါယေရှုနဲ့တပည့်တော်တွေကယေရီခေါမျိုးကနေထွက်သွားတဲ့အခါမှာတဲ့လမ်းမှာလမ်းမှာ လမ်းတနေရာမှာလူကန်းနှစ်ယောက်ကယေရှုရဲ့အကြောင်းကိုကြားယူလို့စောင့်နေတာယေရှုကိုယေရှုကိုစောင့်ပြီးတော့မှယေရှုယေရှုလာတဲ့ခါမှာသူတို့ဘလို့អော်လဲဆိုတော့ဒါဝဲဤတာတော့တဲ့ကျွန်တော်တို့ကိုတဲ့ကေမတနာတော်မူပါလို့ဟစ်ကြော်တယ်ဟစ်ကြော်တဲ့အခါမှာတချို့လူတွေကဟာမအော်ပါနဲ့ကွာအဲ့လိုသခင်ကိုနောက်ရှက်နောက်ရှက်မိမယ်ပါညာပြောပေမဲ့လေသူတို့ကမမှုဘူးသူများပြောတာကို သူတို့ရတက်တက်မတ်မတ်ယေရှုကိုပဲအော်တယ်ယေရှုဒါဝိတားတော့ကျွန်တော်တို့ကိုကယ်ပါကျွန်တော်တို့တနာပါအဲ့လိုအော်တယ်အဲ့လိုအော်တာကိုယေရှုကြားသွားတဲ့အခါမှာတဲ့ယေရှုကတနာချင်းစိတ်ရှိသွားတယ်တနာချင်းစိတ်ရှိသွားတဲ့အခါမှာသူတို့ခေါ်လာခိုင်းတယ်ခေါ်လိုက်မှသူတို့မေးတယ်လေမင်းတို့ဘာလို့တလဲတဲ့တင်တို့၌အဘေတို့ပြုစီလို့တနည်းဟုမေးတော်မူလင်းတဲ့ကျမ်းချက်အငယ်30မှာ တင်တို့နိုင်အဘေတို့ပြုစီလို့တင်းဟုယေရှုကသူတို့မေးတဲ့အခါမှာသူတို့ဘလို့ဖြေလဲသခင်နဲ့ကျွန်တော်တို့မျက်စိကိုပွင့်လင်းစေခြင်းကမြို့တော်မူပါဟုလျှောက်တယ်ဒါသူတို့လိုအပ်ချက်သူတို့လိုချင်တဲ့ဟာမဟုတ်ဘူးလိုချင်တာကိုဘုရားသခင်ကပေးမှာမဟုတ်လိုအပ်တာကိုဘုရားသခင်ကပေးတာသူတို့လိုအပ်နေတာသူတို့မျက်စိကန်းနေလို့ဘာဖြစ်လဲမြင်ဖို့ရန်လိုအပ်နေတယ် တကယ်လို့တို့လိုချင်တာကိုတောင်းမယ်ဆိုရင်တခင်ကျွန်တော်တို့တိုက်တိုက်တိုက်လိုချင်တယ်ကားလိုချင်တယ်ဘန်ထဲမှာပက်ဆံအပြည့်လိုချင်တယ်ဟုတ်တယ်နော်အဲ့ဒီခစ်မှာတော့ဒါတွေပဲရှိမလဲဒါပေမဲ့ဒီနေ့ခစ်မှာကျွန်တော်တို့ပြောမယ်ဆိုရင်တခင်ယေရှုခရစ်တော်ကအခုဒီတရားဒီနာနားထောင်နေတဲ့တင့်ကိုအဲ့လိုမေးမယ်ဆိုရင်တင်ဘလို့ပြန်ဖြေမလဲတင်လိုက်အဘယ်တို့ပြုစီလိုတနည်းဟုတ်တခင်ယေရှုကအဲ့လိုမေးလိုက်တင်ဘလို့ဖြေမလဲများတော့အဖြစ်ကျွန်တော်တို့ကလိုချင်တာကိုပဲတောင်းမိတောင်းနေမိတတ်တယ်နော် တခင်ကျွန်တော်ကတော့တိုက်လေးလိုချင်တယ်တခင်ကျွန်တော်ကတော့ဘယ်နေရာဘယ်နေရာမှာအိမ်လေးတလုံးလိုချင်တယ်ခြံလေးနဲ့အေးအေးဆေးဆေးနေချင်တယ်အာကားလေးရှင်ရပြီအာဘန်ဘန်ထဲမှာပတ်စံအပြည့်ပေါ့ဒါပေမဲ့ကျွန်တော်တို့လိုအပ်နေတဲ့အရာမဟုတ်ဘူးဆိုရင်ဖခင်တခင်ကတိတယ်ဒီလိုအပ်နေတဲ့အရာမဟုတ်ဘဲနဲ့လိုချင်နေတဲ့အရာဆိုရင်ဒီလိုချင်နေတဲ့အရာကကျွန်တော်တို့အတွက်အစဉ်ပြေချင်မှပြေမယ်ကျွန်တော်တို့ကိုဘာဖြစ်လဲဒုက္ခရောက်စေနိုင်တယ်ဒါကြောင့်တခင်ကတိတဲ့အခါမှာမပေးတာလည်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်လို့ လိုအပ်တာကိုတောင်းတဲ့ခါမှာဘုရားသခင်ကဖြည့်ဆည်းပေးလိမ့်မယ်ဟာလေလုယာဒါကြောင့်ဒီမြက်ကန်းနှစ်ယောက်ကသူတို့လိုအပ်တဲ့ကိုတောင်းလျှောက်တဲ့ခါမှာယေရှုဒီတနာချင်းစိတ်ရှိတော်မူ၏သူတို့မျက်စိကိုလက်နဲ့တို့တော်မူ၏ထိုကနာချင်းတွေတို့တို့ဒီမျက်စိမြင်၍နောက်တော်တို့လိုက်ကြ၏ချက်ချင်းဆိုသူတို့မျက်စိမြင်သွားတယ်တတိထာနော်အခုခေတ်မှာအွန်လိုင်းပေါ်မှာတို့မဟုတ်အာတချို့အတင်းတော်တွေမှာအာဗာလဲကျွန်တော်တို့ယောဂအတွက်ဆုတောင်းပေးမယ်ယောဂအတွက်ဆုတောင်းပေးမယ်ဆိုနေတဲ့သူတွေ ကောင်းပါတယ်မကောင်းတာမဟုတ်ဒါပေမဲ့တတိထားပါသခင်ယေရှုခရစ်တော်ရဲ့နာမအားဖြင့်ဆုတောင်းမှာယောဂါကိုကောင်းစေတဲ့အခါမှာနည်းနည်းကောင်းလိုက်နည်းနည်းမကောင်းလိုက်လုံးဝမရှိဘူးနော်အကုံကောင်းတာအကုံဒါကြောင့်ဒီကနေ့ပြုနေတဲ့ဆုတောင်းရင်းမှာဘာလဲဒီယောဂါကုသနေတဲ့သူတွေကိုတတိထားပါဆုတောင်းမှာယောဂါကုသနေတာမကောင်းတာမဟုတ်ဘူးကောင်းတယ်အခုတည်းလဲယေရှုကကုသနိုင်တယ် ဒါပေမဲ့များစွာတော့မိဆာပရောဖက်တွေကိုတတိပြုပါမိဆာပရောဖက်တွေကနီးဗျူဟာအမျိုးမျိုးနဲ့ယုံကြည်သူတွေကိုဆွဲတက်တယ်နော်ဟန်ဆောင်ပြီးမှလှုပ်တက်တယ်ဘာမှယောဂမရှိတဲ့သူတယောက်ယောဂရှိတယ်လို့ဟန်ဆောင်ခိုင်းပြီးမှယေရှုနာမနဲ့စူတောင်းပြီးမှတက်တာသွားပြီဆိုပြီးမှအဲ့လိုတင်းနေတော့မှလွင့်တက်တယ်လို့ကျွန်တော်တို့ကြားရတယ်အင်မတန်စိတ်စိတ်ဝမ်းနည်းစရာပဲယေရှုနာမကိုအဲ့လိုအလွဲသုံးစားလို့တာသူနာမည်ကြီးဖို့ တချို့ကြတော့လေယေရှုနာမနဲ့ဆုတောင်းပေးလိုက်မှခြေတော့မကောင်းတာကိုနည်းနည်းလေးတော့ကောင်းလာပြီနည်းနည်းလေးတော့ကောင်းလာပြီဆိုမှတက်တည်ခံခိုင်းတယ်ကျွန်တော်ပြောမယ်ယေတမာချင်းစာထဲမှာအဲ့လိုနည်းနည်းလေးပဲကောင်းလာတာဘမမမရှိဘူးတခါတည်းအကုန်ကောင်းတာရခိုင်တော့တရာအကုန်ကောင်းတာ69တထမ99ပဲကောင်းတာတော့မဟုတ်ဘူးနော်တရာအပြည့်ကောင်းတာအကောင်းပဂတိဖြစ်သွားတာနည်းနည်းပဲကောင်းတယ်ဆိုရင်ဒါမဟုတ်တော့ဘူးတတိထားပါဒါကြောင့်တခင်ယေရှုခရစ်တော်လည်းဒီကနေ့တိုင်အောင်တင့်ကိုကူတာပေးနိုင်တဲ့သူဖြစ်တယ်ဟာလေလုယာတင့်ကိုယ်တိုင်ဆုတောင်းလို့ရတယ် တင်ကိုယ်တိုင်အခုယုံကြည်ချင်းရှိတယ်ဆိုလို့ရှိရင်အခုတင်ကိုယ်တိုင်ကဒီစကားကတင့်အပေါ်မှာတက်ရောက်လာတာပဲဘယ်စကားလဲသခင်ယေရှုခရစ်တော်ကတင့်ကိုပြောနေတယ်တင်လိုက်အဘယ်တို့ပြုစီလို့တနည်းတယ်ဒီစကားကတင့်ကိုပြောနေတာလို့တင်ခံယူလို့ရတယ်ယုံကြည်ချင်းနဲ့ခံယူလို့ရတယ်တကယ်လို့တင်ဒီစကားကိုယုံကြည်တယ်ဆိုရင်ကိုယ့်ရဲ့အခန်းထဲမှာဝင်တော့တို့မဟုတ်အစဉ်ပြေးတဲ့နေရာမှာတနည်းအားသွားပြီးတော့မှကိုတော်ဖျားရှိမှဒိုးထောက်ပြီးတော့မှဖြေပေးလိုက်ပါယေရှုကိုတင်လိုက်အဘယ်တို့ ပြုတ်စေလို့တနည်းလို့တင့်ကိုမင်းနေတာဖြစ်တယ်။ဟာလေလုယ။ဒါဖျားတင့်ကိုမင်းနေတယ်လို့တင်ခံယူလို့ရတယ်။တကယ်တင့်ကိုမင်းနေတယ်လို့ခံယူရင်တင်ယုံကြည်တဲ့အတိုင်းဖြစ်လိမ့်မယ်။တင်နိုင်အဘေတို့ပြုတ်စေလို့တနည်းယေရှုမင်းနေတယ်။တင်ကတော့ဒူးထောက်ဆူတောင်းလိုက်ပါသခင်ကျွန်တော်ဘာလို့လဲဘာလို့လဲပြောလိုက်။အဲ့ဒီလိုတဲ့အရာကိုပြောလိုက်တဲ့အခါမှာဖျားသခင်တင့်ကိုဖြည့်ဆည်းပေးလိမ့်မယ်လို့လိုအပ်နေတယ်ဆိုရင်ပေါ့လေ။လိုချင်တာတော့ရှောက်တောင်းလို့မရပါဘူး။လိုအပ်နေတာကိုဖျားသခင်ချက်ချင်း ရာခိုင်နှုန်းတရားအပြည့်ပြည့်စုံစေလိမ့်မယ်ဟာလေလုယာသင်စုတောင်းကြည့်ပါသင်တက်သေးရှာကြည့်ပါယေရှုကိုယုံကြည်တယ်ဆိုတာဉာဏ်ပညာတစ်ခုပဲမဟုတ်ဘူးကျွန်တော်တို့အတ္တတာမှာလက်တွေ့စီးစင်းခြင်းဖြစ်ပါတယ်ဟာလေလုယာတကယ်လို့သင်ဒီအတ္တတာထဲမှာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သင်တက်သေးခံဖို့လိုတယ်အဓိကဒီကနေ့ကျွန်တော်တို့ပြောချင်တာကထိုခဏချင်းနေထိုသူတို့ဒီမျက်စိမြင်၍ဘာဖြစ်လဲနောက်တော်တို့လိုက်ကြဤဘာတဲ့လဲနောက်တော်တို့လိုက်ကြဤဂျေဇူးတရားကိုခံရတဲ့ညက်ကန်းနှစ်ယောက်က ဘာလောက်သွားလဲမျက်စိမြင်ပြီးတော့မဟေ့မြင်ပြီးဟေ့ဆိုမှပြန်သွားပြီလားမဟုတ်ဘူးနော်မဟုတ်ဘူးဘာလောက်လဲယေရှုနောက်တော်တို့လိုက်ကြဤတင်ကဖယားသခင်ရဲ့ကြီးစိုးတရားကိုခံစားရတဲ့အခါမှာဖယားသခင်ရဲ့ကြီးစိုးတော်ကိုပြန်လဲတုံပြန်ဖို့ရန်အတွက်တင်လောက်ရောက်มาဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အဓိကခွန်အားပေးချင်တာဖြစ်တယ်ဒီကနေ့ group ထဲမှာရှိတဲ့သူတွေအတန်ဖိုင်ကိုနားထောင်နေတဲ့ group အပြင်ကလူတွေအားလုံးအားလုံးကိုကျွန်တော်မေးချင်တယ်တင်တတ်တာထဲမှာဖယားသခင်ရဲ့ကြီးစိုးတော်ခံစားဖို့ပါသလား ယုံကြည်ပါတယ်ကျွန်တော်ခံစားမှုတယ်လို့ယုံကြည်တယ်အားလုံးကိုအဲ့ဒီခံစားမှုတဲ့ဂျေစုတော်ကိုခံတော့ခံစားပြီးပြီတပံပြန်တုံ့ပြန်ပြီးပြီလားတုံ့ပြန်တတ်ဖို့ရန်တဖရားတင်းကိုကောင်းကြည့်ပေးပါစီလမ်းပြပါစီအလင်းရပါစီနော်ခွာယူသွားတယ်ခွာရမယ်လို့လည်းယုံကြည်တယ်ဒါကြောင့်ဆူတောင်းစရာများကျွန်တော်တို့အာတတ်တည်ခံစရာများမင်းမြဲနဲ့မိကုံရှိတယ်ဆိုရင်ကျွန်တော်အကောက်ကိုလာဆက်တွေ့လို့ရတယ်ဖုန်းဆက်လို့ရတယ်ဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုဒီမှာပဲရဲ့နားမှာဖြစ်တယ် အသက်ရှင်တော်တော်ဘတ်တော်ကိုနားဆင်သွားတဲ့သူရောက်စီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်